အဝိယံနဲ့ဆိုပြီးတဲ့စင်ရဲ့လက်ထပ်ပွဲကြီးကတော့ရောက်ရှိလို့လာပါပြီဒီကြားထဲမှာဟင်းဝေယလက်ထပ်မဲ့သူကဆိုပြီးတဲ့စင်မဟုတ်ဘူးဆိုပြီးတဲ့စင်လက်ထပ်မဲ့သူကဟင်းဝေယမဟုတ်ဘူးအဆရှိဖြစ်မျိုးစုံသောတိုက်ခိုက်မှုတွေဝေဖန်မှုတွေခင်ခဲ့ရပါမယ်လေဒီကနေ့မှာတော့သူတို့နှစ်ယောက်ကအားအားလုံးကိုဝန်ခံသွားခဲ့တာဖြစ်ပြီးတော့ပြည်သက်တွေကိုလက်ထပ်မဲ့ရတောင်အတိအကျအကျညာသွားခဲ့ပြီးလေဖြစ်ပါရီဟင်းဝေယဟာလည်းဆိုပြီးတဲ့စင်လေးနဲ့လက်ထပ်ခါနီမှများစွာသောစိတ်မကောင်းစရာတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါရီ အဲ့ဒါကတော့တချို့သောသူတွေကြောင့်ပါတချို့သောသူတွေကအခုဆိုပြီးသစဉ်လေးနဲ့ဟိဝိယလက်ထက်ခံကြီးကြောင့်မှဟေးဝိယံနဲ့ကျွန်တော်ဝိုင်းစခိန်သိင်းရေပေါ့နော်အရင်တော့ကဗီဒီယိုလေးတွေဓာတ်ပုံလေးတွေကို share ပြီးတော့စိုးပြီးတစင်းရဲ့သဘောမတူဘူးဝိုင်းစခိန်သိင်းနဲ့ပဲသဘောတူတယ်အဆရှိတဲ့ဖြစ်မျိုးစုံတော့ဟင်းဝိယံကိုတိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်နော်လူများတွေကလည်းဗျာအခုချိန်မှာနော်ဟင်းဝိယံကလည်းဒီဘွားနဲ့ဒီဖြစ်နေပြီဒါကျွန်တော်ဝိုင်းစခိန်သိင်းဟာဆိုရင်လည်းယောက်ျားလေးယောက်လောက်ရပြီးပြီး ဆရိတ်ကကျတော့သူကိစ္စနဲ့သူပေါ့နော်အခုကစူပိသစင်လေးနဲ့ကောင်းမွန်တော်ဘဝကိုတည်ဆောက်ဖို့အတွက်ကြိုးစားနေတာဖြစ်တယ်ဆိုတော့ကောင်းသောရာလေးတွေပဲဟင်းဝင်ကလည်းချစ်ချင်ပါပဲအခုတော့နော်ပိတ်တရီကတော့ဘလူနီအောင်အကောင်းဆုံးဘဝကိုတည်ဆောက်နေတဲ့အချိန်မှာအခုလိုမျိုးအဖြစ်သဘောဆောင်နေရာကိုပြောနေတာဖြစ်တဲ့တဲ့ဟင်းဝင်ကလည်းတတော်လေးကိုစိတ်ညစ်နေရပါတယ်ဒီနေ့မှာတော့ထူးထူးခြားခြားပဲဟင်းဝင်ရောစူပိသစင်ရောကတို့ညောလက်ထက်မဲ့ရက်ကိုကြီးညာလိုက်ပြီး အဲ့ဒါကတော့စက်တင်ဘာလ30ရက်နေ့မှာကျွန်တော်မင်္ဂလာဆောင်ပြီလို့နေဝင်ရရောဆိုပြီးသူစင်ယောဂပြည်သက်တွေအားလုံးကိုเนาะကျွန်တော်ယင်ဖွင့်လာခဲ့ပြီလို့ဖြစ်ပါတယ်เนาะ